ကောင်းမင်္ဂလာပါကျွန်တော်တို့ knowledge လုပ်ချင်တဲ့စီစဉ်ပုံမှန်စနေနေ့ရွှေကင်ပဲဖြစ်ပါတယ်ဆိုတော့ဒီနေ့ဒီစပစ်ချင်တဲ့အကြောင်းအရာလေးပါပေါ့နော်အာဖရိကတိုက်ကအရန်ကိုထူဆန်တဲ့ကောင်းကြီးအကြောင်းအရာပေါ့နော်တရုတ်လေသမားတွေရဲ့ဉာဏ်ကြီးဉာဏ်သေးထူးထူးထမြောက်မှုအကြောင်းပေါ့နော်ဆိုတော့အခုဒီလိုဆက်လက်ကြည့်လိုက်အောင်မာရာကတ်စ်ကတော့ဒီမယုံနိုင်စရာတတ်တော်ဝါတွေဘူးကဘာပေါ်ကသင်ချားနေရာတွေမှာရှာမတွေ့နိုင်ပါဘူးမာရာကတ်စ်ကဆိုတာတော့အာဖရိကအရှေ့တောင်ဘက်ကန်ယူတန်းမှာတည်ရှိတဲ့ကျောင်းနိုင်ငံဖြစ်ပါတယ် အာဖရိကနိုင်ငံဆိုတဲ့အတိုင်းမာဒဂတ်စကာရဲ့တက်တောတူမှာတမူထူးကြတဲ့တက်ရှိတက်တဝါတွေရှိနေပါတယ်။ဖရော့ဆာတက်တဝါဖရော့ဆာဆိုတဲ့အသားစားနုတ်တဲ့တက်တဝါလေးတွေကအမြင်အဖြစ်ရောသူတို့ရဲ့အသက်ရှင်နေထိုင်မှုပုံစံယောဂါပါခွေးကြောင်နဲ့ရက်ဝန်းစတဲ့တက်တဝါတုံးလာမှုပေါင်းစပ်ထားရတဲ့တူပါတယ်။ဒိုလီယာပေါ်ပါတဲ့ခန္ဓာကိုယ်ရှိပြီးခြေသက်ထွက်သားတွေဟာကြောင်းတကောင်တို့တည်မြဲစွာနဲ့လှုပ်ရှားနိုင်ကြပါတယ်။၎င်းနဲ့ပြန်နာပုံကတော့ခွေးပေါင်းစတဲ့ကောင်နဲ့ဆင်တူပါတယ်။ ဖရော့ဆာရီယာမာဒါဂတ်စကာရဲ့အကျွမ်းကျင်ဆုံးအမဲလိုက်တတ္တဝါတွေဖြစ်ပြီးတော့ဂေယစနစ်ကိုတခြားဘဲတတ္တဝါကမှဒူနိုင်လို့မရှိနိုင်တဲ့ခုံအားတွေနဲ့အုပ်ချုပ်ထားပါတယ်။ဖရော့ဆာရီရဲ့သွက်လက်မှုကလည်းကျုံနောက်ဆရာဖြစ်တယ်လို့သူတို့ရဲ့ပြောပြောင်းတဲ့ခန္ဓာကိုယ်ကလည်းတောအုပ်ထဲမှာလွတ်လပ်စွာယူလီယာသွားလာနိုင်ကြပြီးညက်ကျွတ်စတဲ့လေးမြန်တဲ့တတ္တဝါငယ်လေးတွေကိုကောင်းကောင်းအမဲလိုက်နိုင်ပါတယ်။တားကောင်ကိုအာယုံခံနိုင်စွမ်းကလေးမြင်လာကြအောင်ဖရော့ဆာရီရဲ့လက်ကနေလွတ်တဲ့တားကောင်ဆိုတာကလေအတော်ရှားရှားလို့ဆိုရပါလိမ့်မယ် ဖရန်စာရီရဲ့အဓိကဆွဲဆံမှုကတော့မာရာကက်စကာရဲ့ဟန်ချက်ညီမှုကိုထိမ့်သိမ်းရမှာအရေးပါတဲ့အချက်ဖြစ်တဲ့ဂေဟစနစ်ကိုများစွာအကျိုးပြုနေတာကြောင့်ပါခြေတက်လက်သေးတွေပါရှိတဲ့ဖရန်စာရီယာတစ်ပင်နေဖို့တော့တတ်နိုင်ကြပါတယ်။နေထိုင်ရာပတ်ဝန်းကျင်ကိုလိုက်ပြီးတယုန်နီထေဖြစ်အောင် ပြောင်းလဲနေထိုင်မှုနဲ့တက်ရှိသူရဲ့ကွဲပြားမှုကိုတက်တည်ပြနေတဲ့တတ္တဝါဒီတွေဖြစ်ကြပါတယ်။တက်ကလအုပ်ဖို့ကဒီနေ့ရောက်လေပင်းရှိရှိပိုးကောင်လေးတွေကတော့တက်ကလအုပ်နဲ့တကယ်ကိုစင်တူပါတယ်ဒီလိုပိုးကောင်တွေမျိုး ပုံစံတူမရှိတော့တာကြောင့်ညီလာနဲ့တက်ကလက်အုပ်ဘိုးကောင်ဆိုတာတန်းသိနိုင်ပါတယ်။ဒုကြချက်ကတော့တက်ကလက်အုပ်ဘိုးကောင်ထီတွေမှာသာအခုလိုမျိုးလေပင်းရှိရှိကြီးတွေရှိကြတာပါ။ဒီအတန်းကြီးရှိခြင်းလို့ရှိနေတာတော့မဟုတ်ပါဘူး။လေပင်းအရှိကြီးတွေနဲ့ပတ်သက်တဲ့ထူးထူးခြားခြားတက်လေထုံထမ်းတစ်ခုရှိပါတယ်။မိလရာဒီရောက်တဲ့အခါမှာသူတို့ရဲ့မိလိုက်ဖို့အတွက်ရှင်ပြန်ကြရပါတယ်။အဲ့ဒီအတွက်ဖိုးကောင်ကြီးတဲ့ခုံအားပြန်တဲ့အခါမှာလေပင်းရှိကြီးတွေကအဓိကနေရာကနေပါဝင်ကြပါတယ်။ အလွယ်ပြောရမယ်ဆိုရင်နိုင်တဲ့ဖိုးကောင်ထီကသူသဘောကျနှစ်သက်တဲ့ဖိုးကောင်အမချော့ချော့လတ်လတ်လေးကိုအပိုင်ရတယ်လို့ဆိုရမှာပါခုထက်၃ဆလောက်ရှိတဲ့အဲ့ဒီလေဘင်းဒီဇိုင်းတွေကိုကြည်တင်းအဖြစ်တဘာဝမိကေကြီးရဲ့ဉာဏ်ရည်ထက်မြက်မှုကိုဥပမာတစ်ခုအနေနဲ့ညင်းလိုက်ရသလိုဖြစ်နေပါလိမ့်မယ်။ Hisma Pohat သို့မဟုတ်အတန်ကျေ Pohat Hisma Pohat လို့လူသိကြတဲ့အတန်ကျေ Pohat တွေဟာ Madagascar ရဲ့အထူးခြားဆုံးသတ္တဝါလေးတွေလို့ပြောရင်မမေ့မဖြစ်ပါဘူး။ အတန်းကျေပိုးဟက်ဆိုတဲ့နမည်နဲ့လိုက်အောင်ပဲအတန်းတွေများစွာသောစုညံတန်တွေကိုထုတ်လွှတ်နိုင်ပါတယ်။စိတ်ဝင်စားစရာကောင်းတဲ့အတန်းကျေပိုးဟက်တွေရောကခြားမျိုးစိတ်တွေနဲ့မတူဘဲထူးခြားတဲ့ဆက်သွယ်ရေးပုံစံကြောင့်ပိုးဟက်လောကမှာထင်ရှားကြပါတယ်။သူတို့ရဲ့အတန်းတွေဟာပစက်ကနေထွက်လာတဲ့အော်အတန်းမျိုးမဟုတ်ဘဲနဲ့ကိုယ်ထဲကလေကိုရေပြည့်ထန်တန်ထုတ်လိုက်တဲ့အခါမှာဝက်ပိုက်မှာရှိတဲ့အထူးအပေါက်တွေကနေတဲ့ဆင်မျိုးစုံသောအစံတွေကိုထုတ်လင်းကြတာပါ။အဲ့ဒီအတန်းတွေကစုညံတန်တက်တက်မဟုတ်ဘဲသူတို့အချင်းချင်းဖြစ်စေ တခြားသတ္တဝါတွေနဲ့ဖြစ်စေအဖော်တို့ရဲ့အာရုံစိုက်မှုကိုရစေဖို့ဖြစ်စေဆက်သွဲနိုင်တဲ့ခေမီဆက်သွဲရေးစနစ်တစ်ခုဖြစ်ပါတယ်။ဘိုဟတ်ဆိုပေမဲ့မြင်းနေကြဘိုဟတ်တွေကိုအကောင့်တိတိဖိတက်လိုက်ရုံနဲ့တည်တော်မဲ့အကောင့်လေးတွေမဟုတ်ပါဘူး။အတန်းကျယ်ဘိုဟတ်တွေဟာသုံးလမကျော်တိကြီးထွားနိုင်ပြီးတက်တန်းပြမြ9နှစ်ကျော်လောက်ထိကိုအသက်ရှင်နိုင်ကြပါတယ်။ဗာရာကက်စကာမိုးတေတော်ရဲ့တင့်ညွတ်တီဆွေးမြင်နေတဲ့တက်ပင်လေးကြားမှာအလေးချတွေးရတက်ပြီးအတန်းကျေပိုးဟတ်တွေရဂေယစနစ်ရဲ့မရှိမဖြစ်အခန်းကဏ္ဍကနေပါဝင်လေးရရှိပါတယ်။ အရှာပါဆုံးဘဲမျိုးစိတ်မျိုးတုံးပြောက်ကွဲသွားကြပြီလို့ယူဆထားကြတဲ့အဲ့ဒီဘဲမျိုးစိတ်တွေကိုတော့မြက်ပြူးဖဲသူခုံးဆူနိုင်ပါရဲ့နောက်ဆုံးရှာတွေ့ခဲ့တာက2006ခုနှစ်ကဖြစ်ပြီးမာနာကတ်စကာမြပိုင်းဝေးလံနဲ့မက်ဆီဘုံတမဟုတ်မီနာလို့ခေါ်တဲ့ရေအိုင်မှာတွေ့ရှိခဲ့တာကြောင့်အဲ့ဒီဘဲတွေကိုအများစုကမီနာလို့ခေါ်ကြပါရဲ့အညိုရဲ့ရောင်မျက်လုံးအညိုနဲ့အဖြူဆက်ထားတဲ့အမွှေးတောင်တွေရှိတဲ့မီနာဘဲရီယာကပအရှာပါဆုံးဘဲမျိုးစိတ်ဖြစ်တဲ့သတ်မှတ်ခံထားရပါရဲ့2006ခုနှစ်တော့ရှာမတွေ့ခဲ့သေးတော့မျိုးတုံးပြီးလို့ထင်ထားခဲ့တာပါ အခုချိန်မှာတော့အကောင်ကြီးတရားဝင်ကျင်လာရှိတာကြောင့်မျိုးတော်မှုနီးကပ်နေပြီးထင်းထင်းဆောက်ရှောက်ပေးဖို့လိုအပ်ပါတယ်ဝီလန်ခေါင်းတီးတဲ့နေရာမှာရှိတဲ့မက်စီဘူရေကန်တာဘဲတွေအတွက်ခေါလုံရဖြစ်ပြီးဆယ်စုနေကြဘသူကမှအန်ဒီရမပြုတ်နိုင်အောင်ဝက်ထားပြပါတယ်မြို့တော်လုံးမဲ့ရှားပါတတဝါတွေဖြစ်တာကြောင့်ထိမ့်ထိမ့်ဆောက်ရှောက်ပေးဖို့ကတော့အမှန်တကယ်လို့အလျက်ရှိပါတယ်ခရမ်းကျင်တီဖာနမဲကတော့ခက်ဆန်းဆန်းမှာပဲနမဲရင်းစမ်းတာမဟုတ်ပါဘူးအဲ့ဒီဖာရီရဲ့ပုံသဏ္ဍာန်ကလည်းထူထပ်ပါတယ်အနည်းယောင်လေမောင်ယောင်ရှိရဲ့ ခရမ်းချီသည်မဲ့ရောင်နေရှိကြပြီးခရမ်းချီသည်လုံးလုံးလေးတွေဖြစ်တာကြောင့်အမြင်အားဖြင့်ချစ်စရာတတ္တဝလေးတွေပါပဲကောင်းနေရည်တတ္တဝဖြစ်တဲ့ခရမ်းချီသည်ပါရီယာအဲ့ဒီလိုအမြင်အယောင်တောက်တောက်ဖြစ်နေတာမျိုးမဟုတ်ပဲအန်ဒီအေကြုံလာပြီးလို့ယူဆတဲ့အခါမှသာရန်သူတွေကိုချောက်လန့်ဖို့အယောင်ပိုရည်လာကြတာပါအယောင်လည်းရှင်လာသလိုပိုက်တူလည်းပူလာတာကြောင့်ရန်သူအနေနဲ့သူ့တဲ့အကောင့်ကြီးတယ်လို့ထင်မြင်စေပြီးကြောက်လန့်စေပါတယ်အဲ့ဒါအပြင်ကြည့်ချွေးချွေးအညီကြီးတွေကလည်းရန်သူကိုစိတ်တောက်ရှစ်ဖြစ်စေနေပါတယ် ထိုးကြတဲ့ NDA ကိုခုခံမှုစနစ်နဲ့လက်ရုံးညီထေစွာပြောင်းနေနိုင်မှုလို့ကြောင့်ခရမ်းကျင်တီပါတီဟာလေးလာရေးသူတည်တည်တည်ကြမှာစစ်မှတ်စရာဖြစ်နေခဲ့ပါတယ်။အေးအေးမြောက်ဝမာရာကက်စကာရဲ့ထူးဆန်းတဲ့တတဝါတွေကြောင့်ပြောရမယ်ဆိုရင်မာရာကက်စကာရဲ့နေခံတီလိုဖြစ်နေတဲ့အေးအေးမြောက်ဝင်ကြောင့်မပမဖြစ်ထဲပြောရပါလိမ့်မယ်။အေးအေးတွေဟာအစင်မြင့်တို့တိုက်တတဝါအမျိုးအစားထဲမှာပါဝင်ပါတယ်။ ညဘက်မောင်ဤပြူးစာအချိန်မှသာအစာရှာတတ်တဲ့အဲ့ဒီမြဝင်တွေရဲ့ပြူးကျယ်နေတဲ့မျက်လုံးတွေဟာအတော်ကိုကြောက်စရာကောင်းတာတော့အမှန်ပါပဲတေပင်နေဖို့တက်ပြီးလက်နဲ့တတောက်တောက်ခောက်ကြည့်ပြီးတော့အပင်ကနေထွက်လာတဲ့တဘာဝအခိုးတန်ကိုနားထောင်လိုက်ကြပါတယ်အခန်းပေါ်အတန်းလိုယူဆရင်တေပင်ရဲ့အခောက်ကြီးခွာပြီးရောအထဲမှာရှိတဲ့ဖိုးကောင်ငယ်လေးတွေကိုစားသုံးကြပါတယ်ဘူကောင်တွေကိုနှိုက်ယူဖို့အတွက်တခြားလက်ချောင်းတွေထက်၃ဆလောက်ရှည်လျားတဲ့သူတို့ရဲ့လက်ကလေးကိုအသုံးပြုကြပါရစေ။ အတန်ကိုနားထောင်ဖို့အတွက်ကြီးမားတဲ့နေရွက်ကြီးတွေရှိသလိုတိကောက်တွေကိုခွာဖို့အတွက်လည်းခြုံတက်ခိုင်ပါတဲ့တွားတွေပါဝင်ပါတယ်။တချို့လူမျိုးစုတွေဟာအေးအေးမြဝင်တွေကကန်ဆူမှုရဲ့တင်ကေတာအေးအေးမြဝင်ကိုမြင်လိုက်တဲ့သူတွေဟာကန်နေပြတ်ကြတယ်လို့ယုံကြည်မှုတွေရှိကြပြီမယ်။ပရွက်စိတ်ချစတဲ့ဘိုးမွားတွေကိုသာစားသုံးတာကြောင့်ဂေယစနစ်အတွက်အရေးပါတဲ့တတ္တဝါတွေဖြစ်ပါတယ်။မြင်နိုင်ရင်ကန်ဆိုးတက်တယ်လို့ထင်မယ်ဆိုရင်ထင်ကျင်စီရပါအတဲငယ်တဲ့သူတွေရောညဘက်မြင်လိုက်ရမယ်ဆိုရင်လက်ပြတန်းလွင့်တွားနိုင်ပါတယ်ပန်တာပုတ်တင်ညော ဒီပုတ်တင်ညူတွေကတော့သူတို့ရဲ့တူတူကြကြအယောင်ပြောင်းလဲမှုကြောင့်ထိရှားပါရယ်အနည်းအကျုံတဲ့အခါမှာပဝင်းကျင်နေလိုက်အောင်အယောင်ပြောင်းတက်လို့နာကြောင်မသိရင်ကိုရောင်ဖြောင်းနေဆဲရှိနေကြသလိုပါတခြားသောပုတ်တင်ညူမျိုးစိတ်တွေရဲ့သူတို့ရဲ့အယောင်ပြောင်းနိုင်ဆဲကပုံမြင်မှကြသလိုပုံကွယ်မှုနဲ့တာလုံးနဲ့ဇယိုက်လက္ခဏာတွေရှိကြပါရယ်တောက်ဖားတဲ့အနည်းအပြအစိမ်းခယံစသဖြင့်နဲ့အမျိုးမျိုးအယောင်ပြောင်းနိုင်ကြပြီးတော့အယောင်တွေကိုပြောင်းလဲခြင်းအပြင်အချင်းချင်းဆက်သွယ်နေရပါအချက်ပြဆက်နေဖြစ်နေအသုံးပြုကြပါရယ် သူတို့ပြောင်းနေတဲ့အရာတွေဟာရှုပ်ထွေးတဲ့ဘာသာစကားတစ်ခုလိုပါပဲ။အယောင်တွေပြောင်းနေခြင်းဟာစိတ်ခံစားချက်အဘူတီပြောင်းတဲ့မှုတွေကိုပေါ်ပြနေပြင်သူတို့ရဲ့ဇီဝကာမဖြစ်စဉ်တွေကိုလည်းအယောင်တွေဝှတိပြီးနားလေသဘောပေါက်နေပါလေ။ဥပမာအနေနဲ့အယောင်နဲ့နဲ့တွေဖြစ်နေပြောင်းလဲထားရင် NDA ရှိနေပြီးဒါမှမဟုတ်တုံလုံးကြောက်ရွံ့နေတယ်ဆိုတာပေါ်ပြလိုခြင်းဖြစ်ပြီးတော့အယောင်တောက်တောက်ဖြစ်နေပြောင်းနေရင်မိလိုက်ဖို့အတွက်အစင်းသေးဖြစ်နေပြီဆိုတာကိုအချက်ပြလိုက်တဲ့သဘောပါပဲ။မိလိုက်ရာတီတီမှာအယောင်တွေကပြန်ဘက်ကိုတတိပီးချင်းဖြစ်တဲ့သလို မိလိုက်ဖို့ရရှာဖေးဘူးတွေ့လေဖြစ်ပါတယ်။အဲ့ဒီလိုထူးခြားတဲ့ကျုပ်မှုဆောင်ရွက်ချက်တွေကြောင့်ပန်တာပုတ်တင်ညိုတွေဟာမာဒဂတ်စကာရဲ့အထူးကြဆုံးနဲ့စိတ်ဝင်စားစရာအကောင်းဆုံးတတ္တဝါတွေဖြစ်နေရည်တည်ရရှိပါတယ်။ဒီနေ့ပြောပြပေးခဲ့တာကကဘာရဲ့တခြားနေရာတွေမရှိကြပဲမာဒဂတ်စကာမုတ်တေတော်ထဲမှာသာရှင်သန်နေထိုင်နိုင်ကြတဲ့ထူးခြားတတ္တဝါတွေကြောင့်ဖြစ်ပါတယ်။အစုံဒီနာဆက်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ ဒါကပြုတ်နိုင်ငံကောင်းနေတယ်အခုတော့ကြက်တွေအတွက်အိမ်တွေပြန်လုပ်ကြတယ်ပြုတ်နိုင်ငံမှာအနေသမားတွေကစပားရိတ်သိမ်းမိတာနဲ့ဂျန်ရှိရဲ့ကောင်းရည်ကိုအိမ်တင်းတင်းလေးတွေစောင်းပြီးကြက်တွေကိုမွေးမြူကြပါရင်နောက်ပြီးအဲ့ဒီကြက်တွေကိုရိုလာကိုစတာရေနဲ့အစာပတ်ကျင်းပြီးဥတဲ့အခါမှာလည်းအိမ်လေးတွေကနေလိုက်သိမ်းပါတယ်အဲ့ဒီအချိန်ဂျပန်နိုင်ငံကစိုင်းမွေးသမားတွေကလည်းအခုတော့ plastic ခွက်ကိုဈေးပြတဲ့ခရီးရိုင်အောက်ခြေမှာတံပြီးစိုင်းခင်းတွေမှာဈေးပြပါတယ်ဒီနေ့နဲ့ဆေးတွေနေထဲမှာလင်းပွားမှုနှုန်းကိုရှော့ချတာဖြစ်ပါတယ်။ဒါကြတော့နော်ဒီနေ့အတွက်ပူးပူးကြရပွဲရအောင်။ ကျောင်းရလေးတွေပေါ့နော်ခုအဆုံးလေးကြည့်ပြီးတွေ့လာအောင်ကြည့်ကြည့်ပါမယ်ခုလိုစိတ်ဝင်စားစရာခုကျောင်းရလေးကုသလေးရောက်ပြီကျောင်းရလေးနေ့တင်မြောက်ပုံမှန်စပ်ပြီးတော့ခုကျွန်တော် YouTube channel လေးကို subscribe လုပ်ရနေတယ်အဲ subscribe လုပ်တော့ပြီးတော့နော်အားလုံးကြည့်ကြည့်ပါမယ်